အားလုံးပဲမင်္ဂလာပါထိုင်းနိုင်ငံကိုအလဲအပတ်သွားဖို့စီစဉ်နေပြီလားဟုတ်ပြီဒါပေမဲ့ဗီဇာကိစ္စတွေနေဆက်ဖြတ်ဖို့စီကန်းတွေကရှုပ်ရှုပ်ထွေးထွေးနဲ့ခေါင်းစားနေကြဆိုရင်တော့ဒီနေ့မှအားလုံးကို ရှင်းရှင်းလင်းလင်းဖြတ်သွားအောင်အတူတူကြီးလိုက်ကြအောင်ဟုတ်ပါတယ်ခီးကခုထွက်ဖို့ပြင်ဆင်ရတာကစိတ်လှုပ်ရှားစရာကောင်းပေမဲ့အဲ့ဒီစာရွက်စာတမ်းကိစ္စတွေစီမင်းစီကန်းတွေကတကယ်ကိုခေါင်းစားစရာမျိုးတော့ဒါပေမဲ့ဘာမှမဟုတ်ဘူးပါနဲ့ဒီအကြောင်းအရာတွေကို တခုချင်းစီတေချာနေရှင်းပြသွားမှာမို့လို့အဆုံးမှာတော့အားလုံးโอเคသွားမှာပါကဲဒီနေ့ဘာတွေပြောကြမလဲဆိုတော့အရင်ဆုံးဒီခီးစဉ်ကဘာကြောင့်ဒီလောက်ရှုတ်ထဲတယ်လို့ထင်နေရတယ်လဲဆိုတော့ကိုအရင်ကြည့်မယ်ပြီးရင်တော့အဓိကကြတဲ့ visa အမျိုးစွာတွေအကြောင်းပြောပြမယ်နော်ကုန်းလန်းကနေနေစပြမယ်ဆိုရင်ဘာတွေသိထားဖို့လိုမလဲအရေးကြီးဆုံးကတော့နောက်ဆုံးရအချက်လက်အမှန်တွေကိုဘယ်ကနေရနိုင်မလဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားပါမယ်ဟုတ်ပြီဒါဆိုဘရမဇုံအပိုင်းအနေနဲ့ထိုင်းနိုင်ငံကဝင်ဖို့ပြင်ဆင်တဲ့အခါ ဘာလို့ညဒီလောက်ရှုပ်ထွေးတယ်လို့ခန်းစားနေရတယ်လဲဆိုတဲ့ချက်ကနေဆက်လိုက်ကြရအောင်အဓိကတော့လေဒီကိစ္စနဲ့ပတ်သက်ပြီးအခုမှစလေးလာတဲ့သူတွေအတွက်ခိုင်မာတဲ့အခြေခံအုံမြစ်တစ်ခုကိုချပေးချင်တာပါစပိုင်းမှာတည်ထားရမယ့်အချက်လက်တွေကိုရှင်းရှင်းလင်းလင်းနားလည်သွားစေဖို့ပါပဲကဲအခြေခံလေးတွေနားလည်သွားပြီဆိုတော့နောက်တစ်ဆင့်တက်ပြီးအရေးကြီးဆုံးအပိုင်းဖြစ်တဲ့ဗီဇာမျိုးစတဲ့အကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ဆိုတော့ဗီဇာမှာအတိတ်ကအဖြစ်ရွေးချယ်စရာလမ်းကြောင်းကြီးနှစ်ခုရှိတယ်လို့မှတ်ထားလို့ရပါတယ် ပထမတစ်ခုကတော့ခီးမတွားခင်ကားတဲ့ကဂျိုဒင်လျှောက်ထားရတဲ့ခီးတွားဗီဇာ tourist visa ပေါ့နောက်တစ်ခုကတော့ထိုင်းနိုင်ငံကိုရောက်တဲ့အခါကျမှ၄စီမှာတန်းပြီးလျှောက်လို့ရတဲ့ဆန်ရောက် visa visa on arrival ပါဒါပေမဲ့တခုတတိထားမိမှာတရားဝင်ထုတ်ပြန်ချက်တွေမှာတော့အများအားဖြင့်ခီးတွားဗီဇာအကြောင်းကိုပဲပို့ပြီးအတားပေးပြောလို့ရှိတာကိုတွေ့ရပါမယ် tourist visa တာမမို့ရီးတွားဗီဇာအကြောင်းအရင်ဆုံးအသေးစိတ်ကြည့်အောင်ဒီဗီဇာကတော့လေကိုရှင်ခီးစဉ်ကိုတည်တည်ချာချာကျူးရင်းစီစဉ်ထားတဲ့သူတွေအတွက်အသင့်တော်ဆုံးပါပဲ။ ဆိုလိုတာကမြန်မာနိုင်ငံမှာရှိတဲ့ထိုင်းထံယုံဒီကမြေချူပြီးလျှောက်အားလုံးအဒီဦးချက်ချပြီးအစင်တဲ့ဖြစ်မှစိတ်အေးလေခီးထချင်းသူတွေအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုပေါ့နောက်တစ်မျိုးကတော့ visa on arrival လို့ခေါ်တဲ့ဆိုက်ရောက် visa ပါဒါကတော့ခုနပြောတဲ့ tourist visa နဲ့ပြောင်းပြန်ပေါ့ဥပမာအေးပေါ်ခီးထွက်ရတာမျိုးဒါမှမဟုတ်ရင် visa ကြိုလျှောက်ဖို့အချိန်မရလိုက်တဲ့အခါမျိုးမှာအရန်အသုံးပင်ပါတယ်သူနာမည်အတိုင်းပဲထိုင်းနိုင်ငံကိုရောက်မှတတ်မှတ်ထားတဲ့၄စီတိုးနေဆက်ကီတိုးမှတိုက်ရိုက်လျှောက်ရတာပါ ဒါပေမဲ့သတိပြုရမှာကသူ့အတွက်လွားတဲ့စာရဲစာတန်းသတ်မှတ်ချက်တွေကတော့တည်တန့်ရှိတတ်ပါတယ်။ Okay ။ဒါကတော့လျင်းနဲ့သွားမဲ့သူတွေအတွက်ဗီဇာအကြောင်းပေါ့။ဒါဆိုကုန်းလန်းနေကားနဲ့သွားမဲ့သူတွေအတွက်ကြတော့ရောဘယ်လိုရှိမလဲ။ဟုတ်ပြီ။အခုနေဆက်ဖြတ်ကြော်ချင်းအခြေခံအချက်လေးတွေကိုဆက်ကြည့်လိုက်ကြအောင်။ကွန်လန်းကနေနက်ဆက်ဖြတ်မယ်ဆိုရင်တော့ border best လို့ခေါ်တဲ့နက်ဆက်ဖြတ်တန်းခွင့်ဆိုတာရှိပါတယ်။ဒါက visa ပြည့်စုံလဲတော့မတူဘူးเนาะ။သူကများသောအားဖြင့်နက်ဆက်မျိုးလေးတွေမှာပဲ ရက်အကန့်အသတ်နဲ့သွာလာခွင့်ပြုတဲ့တရားခွင့်ပြုချက်လက်မှတ်တစ်မျိုးပါပဲမြန်မာထိုင်းနဲ့ဇက်ကီတီမှာအသုံးများပါတယ်မဆက်ဖြတ်ကျော်ဂိတ်ဒီအပြားကြီးထဲမှာမှမြန်မာနိုင်ငံသားတွေနဲ့အထူးသဖြင့်ရင်းနှီးပြီးအသွားအလာအများဆုံးအတိကနေရာတစ်ခုရှိပါတယ်အဲ့ဒါတွေကတော့အားလုံးသိကြတဲ့အတိုင်းမဲဆောက်တဲ့ရနှောင်းပါပဲဒီနေရာတွေကကုန်စည်ကူးတန်းဖို့အတွက်ရောလူတွေအပြန့်အလန့်သွာလာဖို့အတွက်ပါအရေးပါတဲ့အတိကဂိတ်ဒီဖြစ်ပါတယ်ကဲ အခုပြောခဲ့တဲ့ဗီဇာမျိုးစားတွေနေဆက်ဖြတ်ကျော်ခွင့်တွေဒီစီမင်းဒီအလုံးကအမြဲတမ်းတည်ငြိမ်နေတာမျိုးမဟုတ်ပါဘူးအချိန်နဲ့အပြအပြောင်းလဲတယ်ရှိနိုင်ပါတယ်ဒါကြောင့်မလို့ခင်းထွက်ခင်မာနာတာဆုံးအချိန်တွေကဘယ်လိုရှိလဲဆိုတာကိုတီချာစစ်စစ်ဟိုကတခဲတခဲကိုအရေးကြီးပါတယ်ဒါမှစိတ်ပူစရာတော့မရှိပါဘူးကံကောင်းတာကဒီလိုပြောင်းလဲတွေကိုအချိန်နဲ့တပြင်းညီတည်နိုင်ဖို့အတွက်တရားဝင်တည်ငြိမ်မှုတွေကနေနီလာမျိုးမျိုးနဲ့တည်ငြိမ်ချက်လက်တွေကိုဝင်မြှောက်တည်နေပါတယ် အဓိကကတော့ရှုပ်တယ်လို့မမြင်ပဲမှန်ကန်တဲ့တဲ့င်းကိုဘယ်နေရာမှာရှာရမလဲဆိုတော့သိထားဖို့ပါပဲဆိုတော့ဘာတွေလုပ်ရမလဲတရားဝင်တဲ့တဲ့င်းထုတ်ပြန်တဲ့ Facebook pages တွေ website တွေကိုအမြဲတမ်းစောင့်ကြည့်နေပါသူတို့တင်တဲ့ video file တွေရှင်းလင်းတဲ့ infographics တွေကအရအထောက်အကူပြုရတယ်တိုက်ရိုက်မေးခွန်းတွေဖြည့်ပေးတဲ့ live section တွေရှင်းလင်းဝင်ရောက်မေးမြန်းနိုင်ပါတယ်အထူးသဖြင့် COVID-19 ကာလတုန်းကလိုမျိုး AI ပေါ်တဲ့အခြေအနေတွေမှာခီးတွားစီမင်းတွေကခဏခဏပြောင်းတက်တာမို့လို့ဒါတွေကိုတေချာစစ်စစ်ဖို့လုံးဝမမေ့သင့်ပါဘူး ကဲအလုံးကိုပြန်ပြီးချိုးရမယ်ဆိုရင်ဂီနေတော့အဓိကမှတ်ထားရမယ့်အချက်က၃ချက်ပဲရှိပါတယ်။နံပါတ်၁ကခရီးသွားဗီဇာ tourist visa နဲ့စရော့ဗီဇာ visa on arrival ရဲ့ကွာခြားချက်ကိုတေးသေးချာချာနားလည်ထားဖို့နံပါတ်2ကကုန်းလမ်းကနေသွားမယ်ဆိုရင် border pass ကဘယ်လိုအသုံးဝင်လဲဆိုတာကိုသိထားဖို့ပြီးတော့နံပါတ်3အရေးကြီးဆုံးအချက် ခရီးမထွက်ခင်မှာ နောက်ဆုံးရအချက်အလက်တွေကိုတရားဝင်နေရာတွေကနေအမြဲတမ်းစစ်ဆေးသွားဖို့ပါပဲအခုဆိုရင်တော့ဒီအချက်လက်တွေနဲ့အတူကိုခီးစင်ရတာဘယ်လိုဗီဇာမျိုးစားဘယ်လိုလမ်းကြောင်းကအတင်းတော်ဆုံးဖြစ်မလဲဆိုတာကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းနဲ့ဆုံးဖြတ်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ဒီချက်လက်တွေကအထောက်အကူဖြစ်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးပဲလိုရာခီးကိုအဆင်ပြေချောမွေးဆိုတာတွားရောက်နိုင်ကြပါစေအချိန်ပေးပြီးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်